ီနေ့အတွက်ကတော့ပစွန်နဲ့ကမွန်ချင်းရဲ့ channel ကိုပြောပြမယ်နော်ဒါကကမွန်ချင်းရဲ့နေတွေကိုရေးစိပီးတာချွေပီးတာလေးပေါ့နော်ရေကိုစိကြောတဲ့အခါမှာတန့်စီအောင်လို့စိကြောပါမယ်ပြီးရင်ဒါကတော့ ဘဇုံကိုစားရဲစံနှုံးလေးရဲ့နေပြီးတော့တညာနှစ်ထားပါပြီးရင်တော့စားချက်ပါတော့မယ်ထဲဦးလေးတွေကိုစီထည့်ပါမယ်ပြီးရင်ကျက်သွုံဖြူရဲ့ကျက်သွုံနီနီရဲ့နုံနုံနုံမြည်ထားတာလေးတွေကိုတခါလေအနံ့မွေလာရဲ့အထီးစီတက်ပေးပါမယ်အနံ့မွေလာပြီဆိုရင်တော့ခုနကနေထားပြီးနှစ်ထားရဲ့ဘဇုံလေးတွေကို အနံ့မွေလာတဲ့အထီးထပ်ပြီးတော့စီတက်ပေးပါမယ်ဒီတော့နေထားဆိုရင်တော့ကမွန်ချွေရည်ကိုထည့်လို့ရပါပြီကမွန် ွေထည့်ပြီးသွားရင်လည်းနှံ့သွားအောင်လို့မှွေပါမယ်ပြီးရင်ကမုန်းချွေရကိုအယောင်ပြောင်းလာတဲ့အထိချက်ပေးပါမယ်အယောင်ပြောင်းလာပြီဆိုရင်တော့ငံပြရဲ့အကြည်လေးကိုထည့်ပေးပါမယ်ငံပြရဲ့အကြည်လေးထည့်ပြီးသွားရင်တော့အမ်နှံ့သွားအောင်လို့ထပ်ပြီးတော့ရောအောင်လို့ပေါ့နော်မှွေပါမယ်ဒီကောင်းနေထားလေးဆိုရင်တော့ပစုံနဲ့ကမုန်းချွေရချင်းချက်တဲ့ဟင်းလေးတစ်ခွက်ရပါပြီအားလုံးမိတ်လိုက်လို့စကြည့်ပါအောင်နော်ကျေးဇူးတင်ပါ